မင်္ဂလာပါကျွန်တော်ကအမေရိကတစ်ဖက်ကဂျူနီယာပါဒီနေ့မှာတော့အီတာလီနဲ့ပေါ့ချင်းက gas fee တွေဘာကြောင့်ကွာခြားရလဲဆိုတာကိုအရေးကြီးတဲ့အကြောင်းအရာငါးချက်ကိုမျှဝေပြသမှာဖြစ်ပါတယ်အကြောင်းအရာငါးချက်ကိုမမျှဝေပြမှာ crypto user တွေက porchain ကို ဘာကြောင့်ဘာလို့စိုက်မိကြလဲဆိုတာကိုကျွန်တော်အရင်ပြပြသွားပါမယ်2024ခုနှစ်မှာ Italian gas fee ကဒေါ်လာ90အထိတက်လာတဲ့အချိန်မှာ Porchain က0.0011 cent တော့မကုန်ကြရကြ crypto user တွေရဲ့အယုံစိုက်မှုကိုခံရလာပြီးစိတ်ဝင်စားမှုမြင့်တက်လာတာဖြစ်ပါတယ်ဒီတော့ Italian နဲ့ Porchain က gas fee တွေဘာကြောင့်ကွာခြားရလဲဆိုရင်နံပါတ်1 consensus mechanism ဝါချာချက် Ethereum က POS နဲ့ကိုကျောင်းလိုက်ပြီနဲ့ခုထိတော်တော်များလုံးနေတဲ့ကြောင့် gas fee က minutes ပဲပဲ post chain ကတော့ POS စနစ်နဲ့ energy efficient ဖြစ်လာကြ fee နေပါလေအမှတ်နဲ့ network conjunction Ethereum မှာ DeFi NFT DFT ညစာ running လို့ conjunction တွေမြင်လာကြ gas fee ရပါတယ် sport chain မှာတော့အတော်မျိုးလူငယ်သေးတာကြ fee တက်တာပါတယ်နံပါတ်3 EVM compatibility sport chain က Ethereum virtual machine EVM နဲ့ compatible ဖြစ်တာကြ Ethereum DApp တွေကို low fee နဲ့အသုံးပြုလို့ရပါတယ်နံပါတ်4 community driven community driven ဆိုတာက project တစ်ခုရဲ့ direction decision making နဲ့ development တွေကိုတဝူးတယောက် centralized figure မဖြစ်ပဲအသုံးပြုသူ community ထဲကလူတွေရဲ့ပတ်ပိုးဆုံးဖြတ်မှုတွေပါဝင်တယ်လို့ဆိုလိုတာပါဒါကြောင့်မို့လို့ port chain က community ဥဆောင်တဲ့ project တစ်ခုဖြစ်ပြီး scalability ကိုအဓိကထားကြ fee နေပါတယ်နံပါတ်5မြန်မာနိုင်ငံအတွက်အခွင့်အရေးပါမြန်မာနိုင်ငံမှာ online business တွေ freelancer တွေအနေနဲ့ port chain ကိုအသုံးပြုပြီး low fee နဲ့ transaction တွေလုပ်ဆောင်နိုင်ပြီးဝင်ငွေများများလက်ရှိနိုင်မှာပဲဖြစ်ပါတယ်။ crypto မှာအောင်မြင်ဖို့အတွက်ဆိုရင်စနစ်တကျလေ့လာဖို့နဲ့အရာရာကို view site လုပ်ဆောင်ဖို့ကအရေးကြီးဆုံးအချက်ပဲဖြစ်ပါတယ်။ဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ crypto နဲ့ပတ်သက်တဲ့ update တွေကိုမလိုတဲ့သိဖို့ like and share လုပ်ပေးပါ။အနမ Define Channel ကိုလည်း subscribe လုပ်ဖို့ဝေးပါနဲ့ခင်ဗျာ။ 森に。